ပြည်တွင်းရွှေစည်းနှုန်းတွေအတက်ကြမရှိဘဲလက်ရှိပေါက်ဈေးအတိုင်းညင်နေမယ်လို့ရောင်းတိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအတင်းကပြောပါတယ်ကြော်စရာသတင်းပေးပို့ထားပါတယ်ခင်ဗျာစတင်မလာ9ရက်နေ့မှာတော့ခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်85,000နဲ့ဈေးစဖွင့်ခဲ့ပြီးနိုင်ပိုင်းတွင်မှာပဲ85,600ဖြစ်ခဲ့ပါတယ်ကမ္ဘာရွှေပေါက်ဈေးနဲ့မတ်ရွှေပေါက်ဈေးနှုန်းတွေကိုနှိုင်းယှဉ်ကြည့်ရင်အရင်ကငွေကျပ်1,000ဝန်းကျင်ထိကွာဟခဲ့ပေမဲ့လက်ရှိမှာတော့ဈေးနှုန်းကွာဟမှုကငွေကျပ်1,000မပြည့်တော့ပါဘူး <laughs> ဒါကြောင့်ပြည်တွင်းရွှေစည်းနှုန်းတွေကအတက်ကြမရှိပဲလက်ရှိပေါက်ဈေးတိုင်းငြိမ်းနေမယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းကပြောပါတယ်။ကမ္ဘာရွှေစည်းနဲ့ဒေါ်လာစည်းနဲ့နှိုင်းရှင်မယ်ဆိုရင်မြန်မာရွှေစည်းဟာ7,500နဲ့8,000လောက်ကျ။အဲ့တော့အခုလက်ရှိ7,500,6,000လောက်ဆိုတော့လက်ရှိဒီစည်းနဲ့ချိန်မယ်ဆိုရင်ဟိုမြန်မာရွှေစည်းကတော့ဆက်လက်တက်လို့မရဘူး။ဆက်လက်ကျလို့မရဘူး။အဲ့တော့ဒီနားမှာပဲဒီ7,500နဲ့6,000 8,000နားမှာပဲလောဆယ်ရမယ်ရက်ဒီနေ။ ရွှေဈေးနှုန်းတွေပြန်လည်ကျဆင်းခဲ့ရင်တော့ပြည်သူတွေအနေနဲ့စီးပွားရေးခြေနေကောင်းမှအရောင်းဝယ်ဈေးကွက်ကောင်းလာမှာဖြစ်တယ်လို့ရွှေဈေးကွက်ကျန်းကျင်သူတွေကသုံးသပ်ပါတယ်။လူတွေရဲ့ဒီသူတို့တွေရဲ့စီးပွားရေးအခြေအနေပေါ်လည်းအများကြီးမှုတည်ပါတယ်။သူတို့တွေစီးပွားရေးကောင်းလာရင်တော့လည်းရွှေလူဆိုတာစီးပွားရေးကောင်းလာရင်ရွှေဝယ်ကြတာပဲစီးပွားရေးမကောင်းရင်ရွှေဈေးဘယ်လောက်ကြာကြာမဝယ်နိုင်ဘူးလေ။ဈေးကွက်ထဲမှာရွှေဝယ်ယူသူတွေနဲ့နေလို့ဈေးနှုန်းဆက်လက်မြင့်တက်ခဲ့မယ်ဆိုရင်ရွှေတဲ့ပစ္စည်းအရောင်းဆိုင်အချို့ပိတ်သိမ်းရတဲ့အခြေအနေရှိလာနိုင်တယ်လို့ဈေးကွက်ကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။ ပြည်ဆိုင်တွေသွားကြည့်ရင်လည်းအကုန်လုံးကရောင်းမဲ့လူက၉ရောက်လောက်ဆိုရင်ဝယ်မဲ့လူ၁ရောက်လောက်ရှိတဲ့အတွက်အယောင်းဝယ်သဘောနဲ့တွဲရင်ရှင်သေးရတက်လို့မရဘူးဒီဥလိုဈေးကွက်ကြည့်ရင်လည်းဝယ်လူကရောင်းလို့ကရောင်းလို့ကများပြီးတော့ဝယ်လူကနည်းနေတဲ့အတွက်ဈေးတက်လို့မရဘူးစတင်မလာ9ရက်နေ့မှာတော့ကမ္ဘာရွှေပေါက်ဈေးကတအောင်စားကို1325ဒေါ်လာပေါက်ဈေးရှိပြီးမြန်မာရွှေဈေးကတော့အခောက်ရွှေတစ်ကျပ်သားငွေကျပ်83600ပေါက်ဈေးရှိနေပြီးဒေါ်လာဈေးကတော့ဒေါ်လာအောင်ငွေကျပ်1220ပေါက်ဈေးရှိနေပါတယ်ကျွန်တော်ကတော့ကြော်စီရပါ